က်နှစ်ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့မြန်မာအကြံဖက်စေအုပ်စု၏အထူးရောင်ရွှေကောက်ပွဲနှင့်ရလတ်ကိုကန့်ကွက်အတိမတ်မပြုကြရန်နိုင်ငံပေါင်း138နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များညီလာခံတွင် CRPH ကတောင်းဆိုရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာအကြံဖက်စေအုပ်စု၏အထူးရောင်ရွှေကောက်ပွဲနှင့်ရလတ်ကိုကန့်ကွက်အတိမတ်မပြုကြရန်နိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များညှိလာခံတွင် ပြည်ထောင်စုလွှတ်တော်ကစားပြုကော်မတီ CRPH ကတောင်းဆိုလိုက်ပါတယ်။အော်တိုဘာလ19ရက်နေ့မှအော်တိုဘာလ23ရက်နေ့အထိ9ရက်အကြာဆွစ်ဆလန်နိုင်ငံဂျနီဖာမြို့တွင်ကျင်းပလျက်ရှိသည့်151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနှင့်ဆက်ဆက်အစည်းအဝေးများသို့ပြည်ထောင်စုလွှတ်တော်ကစားပြုကော်မတီ CRPH မှဒေါက်တာဝင်းမြတ်အင်းနှင့်ဒေါ်စင်မအောင်တို့ဦးဆောင်သောမြန်မာလွှတ်တော်ကစလေအဖွဲ့ပါဝင်တက်ရောက်စဉ်ထို့သို့တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ အကြံဖတ်စစ်တပ်ကနေဆက်ဖြတ်ကျော်မှုကင်းတွင်အွန်လိုင်းလိမ်လည်မှုတွေကနေအကျိုးမြတ်ရနေပါတယ်။စစ်အာဏာရှင်ကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှာအွန်လိုင်းလိမ်လည်မှုတွေနဲ့ကြားဖြန့်စင်တာတွေကိုတရားဝင်ရည်တည်နိုင်အောင်ကူညီလှုံ့ဆော်တာနဲ့အတူတူပဲဆိုတော့ကိုနိုင်ငံတကာကိုသိစေချင်ပါတယ်ဟုဒေါက်တာဝင်းမြတ်ဤကပြောဆိုပါတယ်။မြန်မာအကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုံ့ဆော်နေသည့်လေကြောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနှင့်အကြံဖတ်မှုများရှင်းလုရများကြောင့်နေရက်စွန့်ခွာနေပြီး ဒုက္ခများနဲ့ရင်ဆိုင်နေရသည့်ပြည်တွင်းရှိစစ်ဘေးရှောင်သူများနှင့်အခြားနိုင်ငံများရှိရွှေပြောင်းမြမာပြည်သူများ၏အခြေအနေများနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို CRPH ကရှင်းပြခဲ့ပြီးအကြံဖတ်စေအုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိသောအတူရောင်ရွှေကောက်ပွဲနှင့်ရှားလက်အပေါ်ကန့်ကွက်ပေးရေးနှင့်အတိအမှတ်မပြုရင်မတရားဖန်ဆီးထိမ့်သိမ်းခံနေရသည့်နိုင်ငံတော်အကြီးအကဲများရွှေကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည်နှင့်အထွေထွေရွှေကောက်ပွဲမှာရွှေကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တော်စုလွတ်တော်ကိုစားဖြူကော်မတီကိုကမ္ဘာလွတ်တော်အတိုင်ဝန်ကဆက်လက်အသိမှတ်ပြုရေးလက်ရှိပြည်ပခအဖြစ်ရှင်ရင်ရေရှည်တည်တံ့သောအဖြစ်ရှားခြင်းတွင်တော်လရေးအင်အားစုများ၏ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းကြောင်းသိရပါရ CRPH မှာမြန်မာလွှတ်တော်ကုဆက်လေအဖွဲ့ကအော်တိုဘာလ19ရက်နေ့အာရှဖက်စီဘိတ်အုပ်စုအာရှဖက်စီဘိတ်ဂရုနဲ့အမျိုးသမီးလွှတ်တော်ကုဆက်လေဖိုရမ်တို့တက်ရောက်ခဲ့ပြီးအော်တိုဘာလ20ရက်နေ့တွင်အမှုဆောင်ကောင်စီအစည်းအဝေး ညီလာခံအစည်းအဝေးနှင့်ညီလာခံ၏ General Debate အစည်းအဝေးတို့သို့တက်ရောက်ခဲ့ကမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်းတီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါသည်။ နိုင်ငံတကာပါလီမန်များအဖွဲ့တွင်ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကို IPU ၏အကြီးအကဲဆွေးနွေးဖက်မိဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားခြင်းဖြစ်ပါသည်ဆလပီပခုတ်ကူမျိုးနဲ့ဆလင်းမျိုးတို့တွင်စစ်တပ်နှင့်ဖြူစော်တီများကလူငယ်ခွနက်ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမျိုးနဲ့အရှိ6ကံရွာကို အကြမ်းဖက်စစ်တပ်ကဖွင့်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုစစ်မှုရန်အဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိတ်ဆွေများကသတင်းဌာနကိုပြောကြားပါရယ်ရှမနီအော်တိုဘာလ22ရက်နေ့နံနက်9နာရီအချိန်ပခုတ်ကူတက်1မှထွက်လာသောစစ်ကား၃စီးပါစစ်တပ်စစ်ကြောင်းကပခုတ်ကူမြို့နယ်အရှိ6ခံရွာသို့ဝင်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖန်စီခံရသောလူငယ်များမှာအသက်18နှစ်မှအသက်35နှစ်အတွင်ဖြစ်ပြီးစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖန်စီခြင်းဖြစ်ကြောင်းသိရပါသည် စစ်ခွေးတွေကအရှိ6ကံရွာကိုဝင်ရောက်စီးနှင်ပြီးလူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။မနေ့မနေ့9ရက်အချိန်မှာဝင်ဖမ်းတော့ဖမ်းသွားတာကလူငယ်တွေကြီးပါပဲ။လက်ရှိမှာသူတို့ဘယ်မှာဖမ်းဆီးထားလဲဆိုတာတော့မသိရသေးဘူး။မနေ့ညနေပိုင်းထိစစ်တပ်ကအရှိ6ကံကြီးရွာမှာပဲရှိနေတာပါဟုဖမ်းဆီးခံလူငယ်တအူအိမိတ်ဆွေကရှင်းပြပါတယ်။အလာဒူမကွေးတိုင်းဆလင်းမြို့ပေါ်ရှိမြို့မစီအနီးတွင်စစ်တပ်နှင့်ပြူစောတိများကလူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါရစေ။ ောက်တိုဘာလ19ရက်နေ့စလင်းမြို့ပေါ်ရှိစလင်းမြို့မှစီပတ်ဝန်းကျင်တွင်စစ်တပ်နှင့်ဖြူစော်တီများလူငယ်လေးဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖန်စီခံရသူများမှဘေးတွဲဆိုင်ကယ်မောင်းသူနှစ်ဦးနှင့်ဇလင်းမျိုးပေါ်တွင်ဈေးလာဝဲသည့်ခြေရွာများမှလူငယ်နှစ်ဦးဖြစ်ကြောင်းသိရှိရပါသည်။ဖြစ်စဉ်ကဇလင်းမျိုးမှဈေးပတ်ဝန်းကျင်မှပေါ်တာအစွဲခံရတာပါ။ဘေးတွဲဆိုင်ကယ်မောင်းတဲ့သူနှစ်ယောက်ပါတယ်။အဖမ်းခံရသူတွေကအသက်အရွယ်30ကျော်ကနေအသက်အရွယ်40အတွင်းလို့သိရတယ်။ နာမည်တွေကြီးရွာတွေတော့တိကျမသိရသေးဘူးဟုပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါရယ်အလားတူအော်တိုဘာလ16ရက်နေ့တွင်ဆက်လင်းမြို့နယ်ကြက်တကိုင်းရွာတောင်ဘက်ချမ်းအမိုက်ချင်းတွင်ပလုံကောက်နေသည့်တာဖသုံးကိုစစ်တပ်ကဖမ်းဆီးပြီးဖခင်ဖြစ်သူကိုခေါ်ဆောင်သွားကြောင်းအော်တိုဘာလ16ရက်နေ့တွင်ပင်ဆက်လင်းမြို့နယ်တနက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်လေးဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါရယ်ဆလပီမော်လမြိုင်တွင်လက်စားကြမ်းသည့်ဂိုင်းစတားတင်ချို ထိခိုက်ဖြိုးအမှတ်လောင်ဖြစ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မွန်ပြည်နယ်မော်လမြိုင်မြို့တွင်လက်စားကျန်းတီဟုနာမည်ကြီးနေသောဂိုင်းစတားတင်ချိုကိုထိခိုက်ဖြိုးပါတီကအမှတ်လောင်အဖြစ်ရွေးချယ်ထားကြောင်းသိရပါတယ်။လက်ရှိမော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီးမော်လမြိုင်မြို့နယ်ထိခိုက်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ်သူတင်ချိုကိုမွန်ပြည်နယ်လွှတ်တော်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနှင့်အမှတ်တတွင်ထိခိုက်ဖြိုးပါတီအမှတ်လောင်အဖြစ်ရွေးချယ်ထားကြောင်းတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ချက်အရသိရပါတယ်။ တင်းချိုဆိုတာမော်လမြိုင်မှာတကယ့်ကိုခိုင်းစတာပဲမော်လမြိုင်အုတ်ကြီးတွေကိုသူပဲယူတယ်အုတ်ကြီးတွေကလှဆင်ပေးရတဲ့လိုင်ချီသူစီပဲသွားတာမော်လမြိုင်မျိုးပေါ်က KTV မဆက်လောင်ကစားမဟုတ်တာလောက်တာမှန်သမျှရေခေါင်ဟာဒီကောင်ပဲဟုမော်လမြိုင်မျိုးကန်လူမှုကွန်မြူနီတီသမားတအူကသတင်းဌာနကိုပြောပါတယ်တင်းချိုသည်တရားမဝင်ဝင်ကြီးချုပ်အောင်ကြည်သိဤလက်ရင်းတစ်ပည့်ဖြစ်ပြီးငွေအရှာကောင်းသဖြင့်အောင်ကြည်သိအားကိုရတော်တစ်ပည့်ဖြစ်ပါတယ်လက်စားတာကြက်လို့အမတ်လောင်အွေးခံရတာလို့မော်လမြိုင်မှာဟာတာပြောနေကြသေးတယ် တင်ချိုကအမလောင်းတင်မကဘူးရွေးကောက်ပွဲပြီးရင်မွန်ပြည်နယ်အစိုးရအဖွဲ့မှကျင်းသေးပေါက်ဝင်ကြီးဖြစ်လာမယ်လို့ကျန်းဖို့အတိုင်းဝိုင်းကအရင်ကတည်းကပြောနေကြတယ်။တင်ချိုနဲ့တူတူလှုပ်ရှားနေတဲ့လောင်ကစားတိုင်းချုပ်တွေမူရစီဖြန့်တဲ့ကောင်တွေကတင်ချိုဝင်ကြီးဖြစ်အောင်မွေးလိုက်ကြမယ်လို့သိရတယ်ဟု၎င်းကဆက်လက်ပြောပါတယ်။တင်ချိုသည်ရခင်ကမော်လမြိုင်မြို့တွင်စက်သမားတအုပ်အဖြစ်နာမည်ကြီးခဲ့သူဖြစ်ကြောင်းမော်လမြိုင်မြို့မူပုံရက်ွက်တွင်နေထိုင်သောပြည်ခိုင်ဖြိုးပါတီနှင့်ဤဆက်သူတအုပ်ကပြောပါတယ်။ အရင်ကတိုက်ကြက်လေကိုတိုင်မွေးတယ်၊ချက်လေတိုက်တယ်၊ရေတရင်ပြေးလေလှုပ်ခဲ့တယ်ဟူ၎င်းကပြောပါတယ်။လက်ရှိမော်လမြိုင်မြို့နယ်အတွင်းရှိရက်ကြီးအုပ်ချုပ်ရေးမှူးများမှတင်းချိုစိတ်ကြိုက်ခံထားသည့်ပြည်ခိုင်ပြိုးပါတီဝင်များဖြစ်ကြပြီးရက်ွက်ကြီးအုပ်ချုပ်ရေးမှူးတို့ဤတလတရားမဝင်ရသည့်ဝင်ဝင်မှချက်သိန်းတရာခန့်ရှိကလှဆင်တင်းချိုထံသို့ချက်၅သိန်းမှ၁၀သိန်းအထိဆက်ကြေးပေးရကြောင်းလူမှုကူညီရေးသမားများကဆိုပါတယ်။မော်လမြိုင်ရက်ွက်အုပ်ချုပ်ရေးမှူးတို့မှစားတောက်ဆိုင် KTP ဆိုင်အနေခံပြည်ထစာခံ ချင်းမူရစီလောင်ကစားအင်ချန်ဒီအယောင်းဝင်နှင့်စစ်မှုထမ်းကြီးတို့မှတရားမဝင်ဝင်ငွေရရှိနေကြပြီး2024ခုနှစ်ဖွင့်လင်းရသည်မှစ၍မော်လမြိုင်မျိုးပေါ်ရက်ွက်များ၌ဇက်ပွဲတွင်ကလောင်ကစားဝိုင်းများခင်းခွင့်ရသဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုတို့ဝင်ငွေပိုကောင်းလာကြကြောင်းသိရပါသည်ဆက်လက်ပြီး KIO ထိန်ချုပ်နယ်မြေ17ခုကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါသည်တိုက်ပွဲဖြစ်တဲ့နေရာ၃နေရာလောက်ရှိပါတယ်။ကျန်တဲ့နေရာတွေကတော့ကျွန်တော်တို့ရဲ့ခရီးရန်ဖျားကြောင်၊ရှစ်ခိုးကြောင်တွေ ရွာတွင်ဖီတူလူလူတွေနဲ့နေအိမ်တွေကိုပဲပြစ်မှတ်ထားပြီးဘုံကျဲတာကိုတွေ့ရပါတယ်ဟုဘုံမူကြီးနော်ဘူးကပြောပါတယ်။ကချင်လူလက်ရေးအပွဲ KIO KIA ထိန်းချုပ်နေပြီတဲ့ကနေရ17နေရကိုအာနာသိန်းစစ်ကောင်စီကအော်တိုဘာ22ရက်မှာလေးချောင်းကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကပြောပါတယ်။အော်တိုဘာ22ရက်ကဖာကတ်လန်ဆယ်ဒေသကိုစစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရမှာဘုံမူကြီးနော်ဘူးကလေးချောင်းတိုက်ခိုက်ခံရမှုအခြေအနေကိုပြောပြတာပါ။ မနေ့ကမနက်၈နာရီလောက်မှာဖားကန့်ဒေတာ KI အမှတ်6တည်ရင်ဌာနချုပ်ပတ်ဝန်းကျင်မှာမိကြောင်တိုက်ခိုက်မှုဖြစ်စဉ်ရှိခဲ့တယ်လို့ပြောပါတယ်။ပုံကျဲတဲ့နေရာကတော့အဲ့ဒီတည်ရင်ဌာနပတ်ဝန်းကျင်ပေါ့အလုံးပေါင်း30ကျော်ကျဲချတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။လူနဲ့အိမ်တွေထိခိုက်မှုရှိမရှိကိုတော့မသိရပါဘူး။သူတို့တရင်ပို့လာတာကတော့အိမ်နဲ့လူထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်လို့ဗိုလ်မှူးကြီးညော်ဘူးကပြောပါတယ်။ မနေ့ကနေ့လယ်ပိုင်းမှာလဲစစ်ကောင်စီကဝိုင်းမော်မြို့နယ်လမ်းမြန်ဒေသနဲ့ရွှေညောင်ပင်ဆော့လော်မြို့နယ်လန်ဆယ်ဒေသကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။လန်ဆယ်ဘက်မှာကတော့ပြည်သူလူထုရွာတွေဖြစ်နေတဲ့6ရွာ9ရွာလောက်မှာဘုံကျဲတာရှိပါတယ်။နောက်ရွှေညောင်ပင်မှာလဲဘုံကျဲတာရှိပါတယ်။ရွှေညောင်ပင်မှာပြည်သူလူထုထိခိုက်တာဈေးတန်းတွေပြည့်စည်သွားတာမွေးထားတဲ့အဝတ်တွေတောင်မှတော်တော်များများထိခိုက်တယ်ဆိုတဲ့သတင်းရပါတယ်။ ခြုံပြီးမှပြောမယ်ဆိုရင်ဒီနေ့ကတော့ကျွန်တော်တို့ KIO ထိန်ချုပ်နေရမှာဘုံကျဲတဲ့နေရအများဆုံးနေလို့ပဲလို့ပြောလို့ရပါတယ်လို့ဘုံမူကြီးတော်ဘူးကပြောပါတယ်။မနေ့ကတရက်တည်း KIO ထိန်ချုပ်နေမိကနေရ17နေရကိုစစ်တပ်ကဘုံချဲခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်တဲ့နေရ3နေရလောက်ရှိပါတယ်။ကျန်တဲ့နေရတွေကတော့ကျွန်တော်တို့ရဲ့ခရီးရန်ဖျားရှိခိုးကြောင်းတွေ၊ရွာတွေ၊ပြည်သူလူထုရဲ့နေအိမ်တွေကိုပဲပိတ်မှတ်ထားပြီးဘုံကျဲတာကိုတွေ့ရပါတယ်လို့ဘုံမူကြီးတော်ဘူးကပြောပါတယ်။အနာသိန်းစစ်ကောင်စီတပ်ဟောင်းဒီကနေ့အောက်တိုဘာ22ရက် မနက်မှလည်းဝိုင်းမော်မျိုးနဲ့လက်မြန်ဒီတာကိုဝိုင်းကွဲလျင်နဲ့ပုံကျဲတိုက်ခိုက်မှုစတင်ပြုလုပ်နေတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။တိုက်ခွဲဖြစ်ပွားမှုမရှိတဲ့နေရာတွေကိုပုံကျဲတာဟာဒီလူလူတို့တွေအကြောက်တရားဖြစ်ပေါ်အောင်လှုပ်ဆောင်နေတာလို့သူကပြောပါရယ်။လျင်နဲ့အနိုင်ကျင့်တာလည်းပါတာပေါ့လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။စစ်ကောင်စီက KIO KIA နေမျိုးကိုလေချောင်းစစ်စစ်ရေးအရှိန်မြှင့်လှောက်ဆောင်နေလို့ပြည်သူတွေသတိပြုဖို့ပိုအရေးကြီးလာတယ်လို့လည်းသူကသတိပေးပါတယ်